မင်္ဂလာပါရှင်ဆီယာမကြီးခင်းနေယူရေးသားထားတဲ့ရှေ့နေလိုက်ချင်းဆိုတဲ့ဝိထုထိုလေးကိုဖတ်ပြပေးမှာပဲ ဖြစ်ပါတယ်ရှေ့နေလိုက်ချင်း ိမ်တို့ဒေါ်လီခင်ပူလာရောက်လဲပတ်တိုင်းကျမမဒေါ်လီခင်ပူဘက်မှရှေ့နေလိုက်ရဤဒေါ်လီခင်ပူမှာကြီးတော်ဒေါ်တင်လောက်သွေးမရင်ကြီးတော်သည်ဖိဖိအမအရင်ဖြစ်ဤဒေါ်လီကတော့သွေးဆက်သည်ဆိုယုံသာဒေါ်ဆက်သည်တိုးတော့ငယ်စဉ်ကဒေါ်လီခင်ပူလက်တွင် ကျမတို့ညီမတိုက်ကြီးပြင်းလာရ၍ဒေါ်လီခင်ပူကိုခင်မင်ကြရသည်ဒေါ်လီခင်ပူသည်အိမ်အောင်ကြပြီးနောက် ကျမတို့အိမ်ကခွဲထွက်သွား၏ကြီးတော်ကမူသွေးလေးဆက်သည်မိမိဆုံးပြီးကလေးကကျမတို့ညီကိုမောင်နှမတတိုက်ကိုကယ်ဆောင်လျှောက်လာသူမို့သူကိုချစ်လေချစ်သည် အားလေကိုသည်ကြောက်လေကြောက်ရွံ့မိပေသည်ကဲကဲထကွထကွမနေ့6နာရီထိုးလင်းကျမတို့အားလုံးအိယာမနိုးကြပြီသူသည် ကျမတို့အားလုံးအတွက်ထမင်းကိုပယ်ပြုံနှင့်ကြော်ခဲ့ပြီးမှ လမောင်ကြီးပင်က ဈေးချင်းအောင်ဆွဲ၍ဈေးသူထွက်သွား၏မမဖြောသောကော်ဖီနှင့်ထမင်းကြောကိုမနေ့စောစောကျမတို့အားလုံးတောက်ကြရ၏ဈေးကပြန်လင်းဘာနဲ့ဘာနဲ့ချဲဟူ၍ဟင်းစီမံကမမလက်သူဆွဲခြင်းအခက်၏ဖျားပါရှိခိုးပြီးလင်းသူပါမမနှင့်ရော၍မိဖို့တို့ဝင်လေသည်ကျမတို့အငယ်တစုမှမူကြောင်သွားဖို့ပြင်ကြရတော့သည်ကြောင်ပေရဲ့ရောက်တော့လေမိဦးဟာကြေတံတက်ပြီစမ်း မီဆူကဘော်လီတွန့်စံမီနူဝါထမင်းအပြည့်ရီတနေသူသည် တာဝင်ခွဲဝေပီအလွန်ပင်စော်ခြင်းသောကျမတို့ညီအမတတိုက်မှာဂျီတော်ကိုကြောက်ရွံ့သာလုံနေရသည် တခါတလေတော့လဲခိုင်ခိုင်နိုင်ရန်ကိုဟုဂျီတော်အတင်းကို ပြောမိကြသည်သို့တော်လဲနေထိုင်မကောင်းခြင်းတွင် သူဤကြန့်ခိုင်သောကိုကြီးနှင့်ကျမတို့ကို ပွေဖက်ခါသူမျက်နာပြပြကြီးက ဂယုနာအလျံတဝင်းဝင်းနဲ့ညမအိဖေပြူစုပြန်တော်လဲဂျီတော်ဒီမိခင်ကူစားပါတကားဟု သူကိုချစ်ခင်သောစိတ်မှပူရပြန်ပါသည်သူငယ်မတို့ညီတို့လင်ယူတော့ဧကရစ်နဲ့ညာညာဗရီတရစ်နဲ့ညာညာအဒီအခါကြတော့အစီကံတရားနဲ့နေခြင်းသလိုနေကြီးတော်လက်ထဲမှာတော့ကိုထမင်းကိုလျှော်နော်အစီကံရှိပေမဲ့နေမကောင်းရင် သူတို့လျှော်ခိုင်းနေကောင်းရင်တော့ကိုဟာကိုလျှော် တော်ကြာခုကလေးကခါချိုမလို့ရင်မမဖေရတို့ဧကရိညာတော်ပါရဲ့တော်ယုံတယုံတာမန်လင်းနဲ့ညာရင်လင်ထောင်းခံရမှာ မမေလို့တော့ဂျီတော်ကပြ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 မစုံမတတ်ပါဘီစကားကို အတုံလိုက်အတစ်လိုက်ပင်ပြော၏တခါတည်းရန်လဲကျမတို့ညီမတွေဂျီတော်ကိုစိတ်ဆိုး၏တခါတည်းရန်တော့လဲသူစကားလုံးများကိုကြည်၍ရီမော်ရပါသည် ဂျီရောပြောစကားများမှန်ဒီကို ကျမတို့ဂျပန်ခေတ်ကြားမှသိရတော့သည်ဤကိရစ်တွေပရိသတ်တွေနဲ့မညာခင်ဂျပန်ခေတ်ဆိုဒီမာကို ကျမတို့ညီမတွေနဖူးတွေဒူးတွေတွေ့ရတော့ဤဖေဖေကအလုံးမလုံးရဖေဖေဝင်ငွေဟု၍မရှိပေဝင်ငွေရှိသည်ပင်ထအောင်အင်ဂျီတထဲကို အပြေးမခံနိုင်ချင်းအောင်တလုံးကိုအဆုံးမခံနိုင်သောအခါ ကျမတို့သည်ကိုအဝိများကို ကိုတိုင်းလျှော်သောအကျင့်ရှိလာ၍ပင်ပင်မန်းရမန်းမတိတော့ပေ။ညီတို့ပညာသင်ပေးထားတာစပွဲနဲ့ကလထိုင်နဲ့လှုပ်ရှားဖို့ပဲ။ဒါပေမဲ့ခစ်တို့ကံအကြောင်းတရားတို့ဆိုတာကြိုပြောနိုင်တာမဟုတ်ဘူး။ခုလိုစစ်ခစ်ကြီးကြွလာတော့ဘယ်ရုံးမှငါသမီးတို့အလုပ်လုပ်မလဲ။လှုပ်တော့လေဂျပန်တွင်နဲ့ကြီးတော်တော်ညီတို့စိတ်မချပါဘူး။အခုသမီးတို့ဖေဖေလဲဝင်ငွေမရှိဘူး။ကြီးတော်ပြောပြမယ်။ငါသမီးတို့ဂုံငယ်တယ်လဲမထင်နဲ့။ ီတခါတော့ခါချိုးပြီးလုံးကြစမ်း၏ယခုတခါတော့လေဂျီတော်သည်ကျမတို့ကို ယူရကျင်နာစွာ လူလောကအကြောင်းကိုပြောပြ၏စစ်မဖြစ်ခင်က သူစုထားသောငွေလေးနှင့်ခြံောင်စားများပိတ်များကိုရအောင်ရှာဝဲပေး၏မမကဇာပန်းထိုးကျမကဘော်လီချုပ်၏သူသည်ကကြီတလက်နှင့်မျက်မှန်ကြီးတက်ခါဘော်လီကိုကြိုက်ပေး၏ကျမညီမအထွေလေးကမူတောက်တူမေရခိုင်သမျှကူ၍သား၏ အရင်ကြီးတော်ကျောင်းပည့်ရဲ့ခိုင်နှုန်းကသမီးတို့ဟာထင်မယ်ကြီးတော်ဟာအပြူကြီးပီပီတာသမီးချင်းမဆာနာခိုင်းတယ်လို့အောင်းမိမယ်သမီးတို့တက်ထားတဲ့လက်မှုပညာကထမင်းစားလာရပြီမဟုတ်လားသူပြောသည်မှာမှန်ပေသည်ဖေဖေလေအိမ်ဦးခန်းတွင်စိတ်အေးအေးနဲ့ထိုင်နေနိုင်၍ကျမတို့ညီမတတိုက်သည်လဲအပြင်ထွက်မရှာရပဲအိန္ဒြေရရနှင့်ဂျပန်ခေတ်တွင်ထမင်းအေးအေးစီစီစာရသည်ငါ့ကိုမာနာကြီးတယ်ပြောပြောငါလေး ဟောဒီဂျပန်နေနဲ့ပတ်သက်ပြီးထမင်းရှာမစားခြင်းဘူးထိုစဉ်ကကျမတို့မျိုးတွင်ဂျပန်နဲ့ပူပေါင်းစီပွားရှာလင်အတော်အစာရချောင်းပေးသည်ဂျပန်ခင်နောင်းတွင်ဒေါ်လေးခင်ပုတမီနှစ်ယောက်တို့ကျမအိမ်မှာလာထားသည် သူတမီများမှာကျမတို့ထက်ငယ်တော်လဲတနှစ်နှစ်နှစ်လောက်သာငယ်ပေသည်သူတို့ကိုဂျီတော်ကမျက်စိစပွင့်မွေးစူပုံရသည်ခင်ပုတမီတွေကိုငါကြည့်လို့ကိုမရဘူးကြီးတော်သည်နှုံမဖွင့်ချင်းစာပြူလာ၏ မမသည်ကြီးတော်နှင့်သူတို့ကြားဝင်ဆက်ဆက်ပေးလေသည်မတ်ကျင်မေရဲ့နင်တို့ကမှကွက်ခိုင်းတာမဟုတ်ပါဘူးဟဲ့တို့များငငယ်ကလေးကကျောင်းပရဲဆိုရင်အင်ကြီးချုပ်တို့ထမင်းချက်တို့တင်ရတာပဲသူကြည်နဲ့အောင်ဝင်ပြီးဆက်တို့ပါတို့အချုပ်တင်ပါဟဲ့ထမင်းကတော့ကိုစားဖို့ကိုချက်ရတာတင်မှာပေါ့အိမ်မှာဆင်းရဲပေမဲ့ဆက်မချုပ်ခဲ့ရပါဘူးကျမေသည်ဆက်ချုပ်ရမှာကိုဝင်လေသည်ထင်၏ ကျမကတော့ဘာမှဝင်မပြောပြီကျမငငယ်ကဝေရွေပင်မရအောင်စုံနေတော့ထမင်းဖြစ်ပါစေအတီးထအောင်ပူ၍ပူ၍စက်ပေါ်တဲ့ချုပ်ခဲရသည်ကိုကျင်မီအားပြခြင်းပေသည်နှစ်နှစ်လောက်ကြာလင်ဒေါ်လီခင်ပူသည် သူ့သမီးများကိုလာခေါ်၏ဂျပန်ခေတ်နောက်ပိုင်းတွင်တော်ကငပိမျိုးသေးငရံเจ้าကိုနီးဆက်ရလဲရောက်နေဒေါ်လီသည် အတော်ပင်ပန်းနေပုံရ၏အငယ်ကလေးများလည်းရှိ၍ သူသည်ကတိလင်တဖြစ်နေပုံရလေသည် လာခေါ်သောနေ့ကကျင်မေတို့ညီအမကဒေါ်လေးခင်ပူးကိုဘာရီတိုင်ကြသည်မသိပေသူတို့မျက်နာတွင်လည်းမျက်ရည်စာရီနေဖြစ်၏ကြီးတော်အတန်ကမူဝဝက်ကွဲအောင်ကြားရသည်ခင်ပူးရဲ့ညီလေငါလက်အောက်ကထွက်သွားတာပဲငါမတရားမလုပ်ပါဘူး၏ငါသမီးတွေကိုတောင်ငါအစ်စ်မစင်နိုင်ဘူးအခုဂျပန်ခေတ်တစ်ခေတ်လုံးသူတို့ဝိတ္တာတွေဟာ စစ်မဖြစ်ခင်ကချုပ်ထားတဲ့ပင်ဒီအင်ကြီးတွေပဲဘရုံမာဆိုထသွားထလာဝက်ဖို့တရိုတတိတိမ့်ထားရတာအဲ့ဒါတကယ်တဲ့သူတို့တော့မစင်ဘူးဆိုစောင့်နာအောင်နာတော့ငါမတက်နိုင်ဘူးငါတူမတွေဆိုငါကင်ဆောင်ပြီဒေါ်လေးခင်ဘူးကားမူဘာမှပြန်မပြောပြီအပြူဖြစ်စဆိုတော့လေလှကြမှာပေါ်ကြီးတော့ရဲ့ပြောမနေပါနဲ့ခစ်ကလည်းခစ်ပြက်ကြီးကိုကျမသည်ထိုးစင်ကလေးကဒေါ်လီခင်ပူဘက်ကလိုက်စပြူနေပါသည် ခစ်ကတော့မပြတ်ဖဲနေမလားမိစုရဲ့ဒါပေမဲ့လူဆိုတာဘယ်ခစ်ကြုံကြုံ နေတဲ့စားတဲ့အောင်လှုပ်ထားရတယ်တကယ်တော့ရွှေလင်မန်းနဲ့ပဲအချင်းစေးခဲ့စေးခဲ့ငါတော့တောင်မကျိုးရင်မျက်စိအမြင်တိတ်ကတ်တာပဲဂျပန်ခစ်မှာလဲရှင်တွေစပားတဲ့စီရလို့လားဒါပေမဲ့ဥရွှေသားသမီးများတွားကြည့်စမ်းကြာရအလုပ်ကိုကုန်းလို့ကြတာတို့မျိုးမှာတခြားလဲပိုင်ရှင်တွေအိန္ဒြေပြက်ပေမဲ့သူတို့မိသားစုလူအုပ်လဲမနေဘူးတပြုံကြီးဟန်မပြက်စားနိုင်တာတကယ်တယ် မရွှေဘူးသမီးများဆက်ကလေးချုပ်ရတာကိုဂုံငယ်တဲ့ထင်အဝစ်လာလာတော့ဝစ်ချင်နေကြီးတော်အတန်မှာဟိန်လာ၍မမပင်မိဖို့မှထွက်လာကမမသည်ကျမကိုမျက်စိမိတ်ခေါ်လိုက်၏ကျမသည်ကြီးတော်စိတ်ပိုဆိုးလာမည်ဆို၍အသာမိဖို့ဆောင်သို့ဝင်ခဲ့ပါသည်ကျမသည်နုနုကိုပါခေါ်ရ၏နင်တို့တက်တာထဲမှာရှာပါ၏ဝစ်ဖြစ်မဲ့ဘရုံမှာရှိသေးရင်တယောက်တည်းသေးစီယူခဲ့ကျမတို့ညီမနှစ်ယောက်သည် ဂျိုင်းတွင်ခြွေကြောင့်ပြဲနေတော်လဲကင်းချီများတွေ့၍ချုပ်ထားသောဘရုံမအင်းကြီးဟောင်းတယောက်တထဲစီယူလာ၏မမအပားတွင်မူကျင်မေတို့ညီမနှစ်ယောက်ကိုတွေ့ရ၏မမလက်ထဲတွင်လဲဘရုံမအင်းကြီးနှစ်ထဲတွေ့ရသည်ကဲကျင်မေညီတို့ညီမနှစ်ယောက်တယောက်နှစ်ထဲစီယူသွားအစ်စ်တော်ဒူးမြတောင်ချုပ်မဝင်နိုင်ဘူးမမအင်းကြီးကတော့မင်းတို့နဲ့ဆိုနည်းနည်းကျဲနေမယ်ကြီးတော်ပြောတာတွေစိတ်မဆိုးနဲ့သူကသူကိုယ်တိုင်လဲလှုပ်တယ် သူ့လိုမလုပ်ရင်ဒူမြတောင်ခုနှစ်တန်ချီနဲ့အုပ်တာမင်းတို့အသိပဲထိုနေ့ကညနေစာစာပြီးမှဒေါ်လီခင်ပူတို့တာမီ၃ယောက်အိမ်မပြန်သွားတော့သည် ကျမသည်ဂျင်မီတို့ညီအမအိမ်မထွက်သွားရခြင်းသည် တရားသဖြင့်ဖြစ်မှဖြစ်ပါမလားဟုခြံထဲတွင်ထိုင်ရင်းစဉ်းစားနေမိသည်မီနူသည်ကျမအနာသို့ရောက်လာ၏နုနုရဲ့ကြီးတော်ကလည်းစကားပြောရင်အတန်ပြဲကြီးနဲ့ဟဲ့ကုန်းကုန်းအော်တာပဲဂျင်မီတို့ကလည်းနားထောင်နေကြမဟုတ်လို့ အပြူလေးတွေဆိုတော့ရှက်တယ်ထင်ပါရဲ့မိစုနေရာလဲကြီးတော်ဝများရှောက်လဲနေရသေးတယ်ဟဲ့သွားမိနူလဲခေါ်လိုက် ကျင်မီတို့သူများအိမ်ကထွက်သွားရတာတရားရဲ့လားဟဲ့နုနူဟာကြီးတော်ဘက်ကလိုက်တာတော့မဟုတ်ပါဘူးကြီးတော်အော်အော်တောင်နေသေးတယ်မမစုကတော့အဲ့ဒီလိုမပြတ်မသားတိတ်တွေးတတ်တာပဲမှန်ဤကျမသည်ကျမဘာသာဆုံးဖြတ်၍လှုပ်ပြီးတော့အလုပ်ကိုပင်တရားမတရားရလားဟုပြန်တွေးကစိတ်ညစ်တတ်၏။ဘာဖြစ်လို့ မမဆူကမသိပဲမနေ့ကမမပေးတဲ့ကျမတို့အင်ဂျီတွေကျင့်မေရဲ့ပွားနေလို့တဲ့နူနူကိုလက်တို့ခေါ်သွားပြီးတော့ကျင်ခိုင်းလို့ဆက်ပေါ်တက်ပြီးဘေးတည်ပေးလိုက်ရသေးတယ်မိဖုရားမတွေကလည်းနည်းနည်းတော့လွန်လွန်းနေဟေးကျမကကျင်မေတို့ဤအိမ်တွင်နေစဉ်အတော်အတွင်းတီယုံ တွဲယုံလောက်တော့၁၄ပါးလေးချုပ်တက်ပြီးဟုထင်နေပါသည် မမဆူကလေအချိန်တွေတခုကိုအတိအကျမှန်အောင်မလေ့လာပဲအပေါ်ရန်ကနေအမြဲကြည့်တတ်တယ် မရွှေနူက ကျမကိုစကယ်ကြီးစကယ်ချဲနဲ့အုပ်ပါသည်စက်နဲ့မတီးတတ်လို့လက်နဲ့တီးတတ်လားလို့မေးကြည့်စမ်းဟိုနေ့ကကျင်မိအင်ကြီးဗော်လီကျိုးပြက်လို့အစ်စ်ချုပ်တာလက်နဲ့မချုပ်တတ်ဘူးစက်ကလည်းမအားကျင်မိကိုသူများအဆောင်းတင်ပေးရသေးတယ်ကျမတို့ညီမတစုတွင် ပေါ့ကျော်ဟု၍နာမည်ပြထားကကစားရတွင်ခေါင်းကျိုးဖြစ်သည့်မရွှေနူကပင်ထိုကဲ့သို့စကားများကိုဆိုလာသောအခါကျမသည်ဘာမှပြန်မပြောတော့ပေဂျပန်ခေတ်ပြီးသောအခါ ကျမတို့ရန်ကုန်ရောက်လာကြသည်။ကြောင်ပြန်နေသူက နေ၍အလုံလုံးသူက လုံကြရ၏။ဖီဖီကတော့လေငန်းဖြတ်၍အလုံမလုံးနိုင်တော့ပေ။ဒေါ်လေးခင်ပူအိမ်သို့ လာလေပြန်သည်။သူသည်သပင်များဖွေဖွေဖြူနေက မျက်နာကလည်းပရေများပင်တွန့်နေ၍အသက်ထက်အိုမင်းနေပုံရလေသည်။သူသည် ကြီးတော်ကိုတော့ကြောက်ချစ်ယိုသည်မြဲပင်ဖြစ်သည်ဒေါ်လီစာရင်မရှိမဲရှိမဲတဲမှဝေချမ်းလာဟန်ရှိ၏ ကျမတို့မြို့ဝကျွန်းပေါ်တွင် ပေါ်သောပဇွန်တုတ်ကြီးကို ပြုတ်၍ဈေးချင်းအပြစ်ယူလာခဲ့သည်။ကျမကံမပဲမမကြီးရဲ့။သူတို့အဖေကလည်းခါချိုအလိုလိုတဲ့လူစားမဟုတ်ဘူး။ကျမကလည်းနောက်ဆုံးကစွန်းရွက်ကအစကုံစိမ့်ောက်ပြီးဈေးမှရောင်းပါတယ်။ကလေးငါးယောက်စီနဲ့ကြောင်းထားရတာနဲ့မလုံလောက်ဘူး။အရင်မရှိပြန်လို့မမကြီးစီလာတာ။ကျမတို့ညီမတိုက်သည်ညီသက်စွာကြီးတော်မျက်နာကိုကြည့်နေ၏။ကြီးတော်သည်ခုနှစ်တန်နှစ်တွေ့လေအောင်မလား။ ညီးလို့ချင်တာဘလောက်လဲ90လောက်ဆိုလုံလောက်ပါပြီ90လောက်တော့ငါတက်နိုင်ပါတယ်ဒီတခါဂျီတော်ဒီအသာတကြီးနဲ့ငွေထုတ်ပြီးကျမတို့ညီမတစ်တိုက်အသက်ရှူချောင်းသွားရဤဂျီတော်ဒီအေးအေးဆေးဆေးစကားဆက်ပြောဤအေးငါပြောတော့ငါခင်ပူရဲ့ညီသမီးတွေကနားညီးတယ်ငါကခိုင်းကျင်လို့နဲ့ထင်နေအခုလိုညီးပင်မန်းနေညီသမီးတွေသာအချုပ်လုပ်လေးတိုင်တနေ့အင်းကြီးတထဲပြုံတော့ လက်တို့ဆိုတစ်ထည့်တစ်ချက်ခွဲတနေ့၃ချက်ဝင်ငွေရတယ်အငယ်မကကြည်သီးတန်တက်ဆိုရင်ဟင်းချက်စရာဘူးမခုပါလားသူတို့မလိမ္မာလို့ပေါ့မမကြီးရဲ့သူတို့လိမ္မာအောင်ညီဆုံးမတက်ဖို့လိုတယ်ခုလေကြင်မင်းလင်းယူတော့မယ်ဘာပြောရဲကြီးတော့အတန်းဟိန်၍လာလိပြီကျမတို့လည်းမျက်လုံးပြူလာ၏တယောက်လည်းတယောက်ကုတ်ကြ၏ဘသူနဲ့တယ်တော့လေသမားတယောက်ပါပဲ ငါစကားပြောရရင်ဒေါသထွက်ရအောင်မယ်။မအူထမင်းခူးစံသူ့ဒေါသကို ချုပ်တီးလိုက်ဟန်ရှိ၏။ဒေါ်လေးခင်ပူနှင့် ထမင်းတူစား၍ကျမတို့စိတ်သက်သာသွားတော်သည်။ဒေါ်လေးခင်ပူပြန်လင်းကြီးတော်သည်ထုံစံအတိုင်းစကားနှီးတန်းပြူတော်သည်။ငါကဘေးတွင်မဟောခြင်းမူစကားဥမတန်းခြင်းမူလေသမားอยู่လေလေသမားမရပြီပြီမနေတတ်။ကျင်မေဥမကျိုးပုံနဲ့တော့မြင်ရောင်သေးတယ်။ ကျမသည်ရှေ့နေလိုက်လို့ပြန်သည်ကြီးတော်ရဲ့အရွယ်ရလေးရောက်လာတော့လင်းဆိုတာလိုချင်သေးတာပေါ့စင်ရဲတယ်လို့ဘယ်သူအောင့်ထားနိုင်မလဲတဘာဝဟုကျမရလေမှန်နှုံးကတော့စီရေးစကြီးမှန်မပေါ့ဒေါ်လေးခင်ဘူးစင်ရဲလုံးလို့ဟင်းရွယ်ရောင်စာရခြင်းဆိုတော့စီရေးစကြီးကရောသူတို့ယူမတဲ့လားကြီးတော်ဒီမျက်မှန်ကြီးကြော်ကြီးကကျမရှောက်လဲချက်ကိုတွေ့တော်မိဟန်ပေါလာဤမတဘာဝ ရှင်ကလူရဲ့တဘာဝဝတ္တတွေကိုလေ့လာပြီးဘာများရှောက်လဲဦးမလို့လေသူသည်ခံငုံငော့ပြောလိုက်မမကတော့စကားရှည်ရန်ကိုဟူသောအနေမျိုးဖြင့်ကျမကိုကြည်လိုက်၏ကြီးတော်ကအပြူကြီးပေမဲ့ညီတို့ထဲလူတဘာဝကိုလေးလာတဲ့မှတ်အရွယ်ရောက်ရင်လင်းလို့ခြင်းနေဆိုတာသိပြီးသားညီတို့ဂျပန်ခေတ်ကတည်းကဆက်တဲ့ဟတ်တဲ့သူရှိသားပဲကြီးတော်ဘာလို့မပေးစားလဲသိလား ဒီဘက်ပိုင်းပညာဆက်တင်တဲ့အထိညီတို့ကိုမခေါ်ခဲ့တာဘာကြောင့်ဆိုတာသိရဲ့လား။အော်ကြီးတို့လိုပညာသင်ပေးဖို့ဒေါ်လေးခင်ဘူးမှာပတ်စံမှာမရှိပဲ။ညီရဆင်းရဲတာအကြောင်းပြပြီးကျုပ်ကိုလျှောက်လဲအောင်မလို့ပေါ့လေ။နားထောင်မိစုရေ။ညီတို့စာရေးဆရာတွေပြောမဲ့စကားလုံးတွေကအလွတ်ရပြီသား။ထိုအချိန်ကကျမစာရေးစဖြစ်ပါသည်။ကြီးတော်သည်ဟန်ကြပန်ကြတွေ့တော့ဤ။ဒီမှာ တသက်များဆင်းရဲခြင်းကလွတ်အောင်လင်းယူမယ်မကြံလေနဲ့ကြီးတော်ကခက်ကြမ်းကြမ်းပဲပြောတတ်တယ်ဆင်းရဲလွန်းလို့လင်းယူပါရောရှင်တို့ဘိုက်တွေကဒီအတိုင်းနေမလားတပြွတ်ပြွတ်မွေးပြပါလိမ့်မယ်အဲ့ဒီတော့မှနောက်ပေါက်လာတဲ့ဗဇက်ပေါက်လေးတွေကျွေးဖို့ပါ ရှာရနဲ့လင်းမလဲဒုက္ခရောက်ကို့မလဲဖုတ်တဲ့ညစ်နဲ့အေးဟန်ကြပန်ကြဖြစ်တယ်ဆိုတာအင်မတန်နဲတာဒီလိုဆိုကြီးတော်ရဲ့ဆင်းရဲတဲ့သူတွေလင်းမယူပဲဒီလိုပဲနေရမလားတဘာဝမကြတာ ်အေးငါပြောတာတော့ဆက်နားမထောင်မှုမိစုဒီတော့ကြီးတော်ကညီတို့ကိုပညာဆက်သင်ပေးသလိုခင်ပူကမပေးနိုင်ဘူးဟုတ်တယ်ဒါပေမဲ့မိမတွေတက်တင်တာအချုပ်အလုပ်အိမ်နွေးမှုကိုတခုမဟုတ်တခုတက်ထိုင်လင်ကိုတစ်ဖက်ကမကူနိုင်ဘူးလားဒီလူတွေကနင်တို့ကိုတက်တက်လုံးရှာကြွေးပါမယ်လို့ဘသူကအာမခံတယ်လဲတေခွဲခွဲရင်ခွဲမတော်တဆရှင်ခွဲခွဲလေကို့တက်ထားတာလေးရှိရင်ဆက်ပဲချုပ်စာအောင်ဝမ်းမဝပါလား ဝင်းကတော်တွေတောင်လင်းသေးရင်အပြင်လှအောင်နေပေမဲ့အထဲမှာကတိကြသေးတာပဲ။ဒါကြောင့်ညီတို့ကိုဘယ်ဘဝကြုံကြုံ နေသားကြအောင်ငငယ်ကလေးကဖိထောင်လာခဲ့တာ။မိခင်ဘူးသမီးတွေက ထမင်းချက်ရစက်ချုပ်ရတာကိုဂုံငယ်တဲ့ထင်တတ်ပုံနဲ့လေသမားယူပုံနဲ့တော့မြင်အောင်သေးတယ်။လေသမားမရဆိုတာလင်ကပောက်တူးထိုင် ကိုကလည်းတယွင်းတလက်တော့ကင်နိုင်ရတယ်ဟဲ့။ကျမသည်ကြီးတော်ကိုဘာမှပြန်မပြောပါဘဲ။ နောက်တစ်ခါဂျီရောစီမန်တီမှာလျော်ကန်တင်မြက်သည်ဟုကျမထင်မိပေသည်သူသည်တွေ့လေခင်ဘူးငွေခဏခဏလာတောင်းသည်ကိုပြရသည်ထက်ဆက်တလုံးဝယ်ပေးသည်ကတွက်ချီခိုက်သည်ဟုဆိုကာစင်ကာဆက်တလုံးဝယ်ပေးလိုက်ပါသည်ဒေါ်လီခင်ဘူးမှာဂျီရောလက်အောင်မှထွက်သွားသူဖြစ်၍အချုပ်လို့တတ်သူဖြစ်၏အချိုးမကိုင်းတဲ့တောင်ညီသမီးအငယ်ထွေးစင်ကိုဈေးကြုံတော့တင်ပြီးဟင်းချက်စရာပိုရမှာပဲ။ ကြီးတော်ကဆက်ပေးလိုက်စင်ကမှလိုက်ပါသည်ဒေါ်လေးခင်ပူကလည်းသူ့သမီးအငယ်ကိုတင်ပေးမည်ဟုကတိခံသွားသည်သမီးအငယ်ထွေးစိန်အောင်သူတွင်ကြောင်သားနှစ်ယောက်ရှိပေသေးသည်ယခုတလောဒေါ်လေးခင်ပူသည်လည်းအိမ်တို့အလယ်မရောက်သည်မှာအတော်ကြာပေပြီကျမတို့ညီမများသည်လည်းတယောက်ပြီးတယောက်လက်ထက်ကြသည်မှာကျမတို့ညီမတစ်တိုက်တွင် အပြူမကြံတော့ပေအိမ်အောင်ကြပြန်တော့လေကြီးတော်ကိုကျေးဇူးတင်မိပြန်သည် ကြီးတော်ပြောသည်မှာမှန်သည်ကျမတို့တတိုက်ပညာရဲ့ဘာရဲ့တင်ထားတာတောင်းမင်းဇေနုံကြည်မြင့်ချင်းတွင်ရန်ကုန်စိတ်ကာမိအောင်လင်မယားနှစ်ယောက်ကြုံ၍အလုံးလုံးကြရ၏ဒေါ်လေးခင်ဘူးနောက်တစ်ခေါက်ရောက်လာချင်းတွင်အတော့ကိုနွမ်းနေတွေ့ချောက်နေပြီဖြစ်ပေသည်စိတ်ထဲတွင်ကြီးတော်ထက်ပင်အိုမင်းနေသည်အောင်တွေ့နေရ၏ဒေါ်လေးနေမကောင်းဘူးလားနေကောင်းပါတယ်မစ်စုရေဒေါ်လေးစိတ်မချမ်းသာဘူးဟင် ဘာဖြစ်လို့လဲမီဆူတို့ဂျီရိုတို့ပြန်မပြောပါနဲ့တော့ဟေးတကယ်တော့ဂျီရိုပြောတာတွေဟာမှန်တာတွေကျင်မေရဲ့သူ့လေသမားလင်အားနှင်ချလို့ကလေးလေးယောက်နဲ့ဒေါ်လေးအိမ်ပေါ်တက်လာပြန်ပြီအမေဆိုတော့သူ့ကိုလက်ခံရတာပေါ့လေသမားကသူ့ခမရလဲသူ့ဝမ်းစာတောင်သူအနိုင်နိုင်လားမိကျင်မေအမျိုးကလဲညီတို့အသေးသားယောက်ျားတထန်ထန်သူကတရွတ်ရွတ်မဲစိတ်ကူးတဲ့မိန်းမမှမဟုတ်ဖေး ကျမသည်ဘာမှပြန်မပြောလိုတော့ပါဘူး။ဒေါ်လေးခင်ပူအတွက်သာနောက်ပွားလာတော့ကလေးလေးရောက်အတွက်မိမြတာဝင်လေးလာမိကိုတွေ့ရင်မောနေမိ၏။အခုလဲလမ်းကြုံနာနဲ့ဝင်လာတာ။ကလေးတို့လည်းအစင်သိရင်လုံကြီးဟောင်းလေးတွေစုပေးလိုက်ဆမ်းပါကွယ်။မင်းတို့စီကပါတောင်းပေးလိုက်ဆမ်းပါ။အဟောင်းတွေဘာလို့မလို့လဲ။ဟဲထွေးစိန်ရဲ့မျက်နှာမြင်တော့မယ်။ဒီအချိန်မှာထမင်ဟောင်းကအရေးကြီးတာပေါ့။ကျမသည်ငိုင်ကြတော့၏။ ကြီးတို့ပြောတော့ဒါလိုက်လိုက်ပြီးကားနေရတာထွေးစင်ကဘယ်ရွယ်မှုလို့လဲကျမသည် စိတ်ကထွက်လာ၏၁၈နှစ်ကျော်ပြီဒေါ်လီလည်းလက်ကလွတ်ပြီးရောဆိုပြီးလှုပ်လိုက်တာဒေါ်လီဟာဟုတ်သေးပါဘူးလက်လွတ်တာကတယောက်ရင်ပြန်ပြန်လာတာက၄ယောက်၅ယောက်ဆက်ကိုလည်းထွေးစင်မချုံနိုင်ဘူးပေါ့ကြာလာပြီမချုံချင်ဘူးဆိုလို့ရောင်းလိုက်တာကျမသည်အတော်ပင်စိတ်ညစ်သွား၏ဒီတခါကြီးတော်မသိပဲလုံကြီးဟောင်းများကိုပိုက်ကား ဒေါ်လေးခင်ပုပြန်သွားပြန်လေသည်သို့တော့ညီတို့လဲလာဆိုတာငါအိတ်နေသလောက်ရှိတယ်ဟုခဏခဏကြီးတော်ကြုံသွားသလိုပင်ကျမတို့ညီအမတတိုက်သူ့မွေးနေ့စွန်ကြွေးချင်းစုံပြီးတော့အခါတွင်မူသူသည်မိန်ကွန်းရှိကြီးကိုရွတ်ဖတ်တည်းဆဲတော့ဤမချောစာတို့ထွေးစိန်အတွဲလုံကြီးဟောင်းနေကြောလိုက်ကြဆိုကျမတို့ညီမတတိုက် တပြိုင်တည်းလူခေါင်းငုတ်နေလိုက်ကြဤ ကြီးတော်မတိပဲများညီတို့လုံမရဘူးမှတ်ပါညီတို့မတိတာတခုတောင်ထပ်ပြောလိုက်အောင်မယ်အကြီးမမတ်ကျင်မေကမရကြီးရှိတဲ့လူတယောက်ကိုခုယူလိုက်ပြီဟောတော်ကျမတို့ညီမတစုသည်ငုံထားသောခေါင်းများကိုဖြက်ခနဲမော်လိုက်ကြပြန်ကပါဇက်အဟောင်းသားနှင့်ဖြစ်သွားကြ၏ဒါကြောင့်မို့လို့ငါအစကပြောတယ်မို့လားကျမသည်သူစကားမလို့ခင်ပါဇက်ပြင်လိုက်၏မမက ကျမကိုဘာမှမပြောစေလိုဟန်နဲ့လက်ကုပ်ဤကဲလီဟိုတယောက်ကလည်းပေါင်မကုပ်ပါနဲ့စကားတောင်စားမှမရွှေစုဟာဘာရှင်းနေလိုက်ဦးမလို့လဲမီနူကမူကြီးတော်လင်ပုံကိုကြည်ကသဘောကျသွားသည်ထင်ဤခစ်ခနဲရီလိုက်ဤဒီလိုပါကျမသည်ရုတ်တရက်စကားမဆက်နိုင်ပဲအနှဲငယ်ထစ်သွားဤအခုဘွားကြတော့မှကျင်မိအဖို့လေလူပြိုတော့ဘယ်ရတော့မလဲ မိုးဆိုးဖို့နဲ့မရကြီးရှိတဲ့သူသားရတော့မပေါ့အေးပါလေခုတော့ဝမ်းဝဖို့ဖြက်လန့်လိုက်ရတော့တာအစာကငါပြောသလိုခါချိုလောက်ကြရင်စနစ်ရှိရင်ဒီလိုဘွားရောက်မလားအခုတော့အလွယ်လန့်လိုက်ရတော့ကောင်းအောင်မလားမိဆူတို့ညီအမမှာညီးတယောက်မိဖို့ကြောင့်မလုံလို့ငါအမြဲမျက်စိစပွင့်ဝေးစူးရတယ်ဒါတောင်ငါအမြဲဖိခဲ့တာပဲကလေးတွေမတိုက်ရင်မိခင်ဘူးကလမ်းပြတတ်ရမယ်အဲ့ဒါမိခင်အလို့ဟဲ့ခုတော့အပြိုဖြစ်မယ်မကြံသေးဘူး မအေးကလည်းလင်ပေးစားခြင်း20ကျော်လောက်မှလင်ယူရင်ကမပြောပါဘူးခုတော့အသက်22နှစ်မှကလေး၄ယောက်နဲ့ကျင်မေဘလောက်ကတိမလဲငါအိမ်မှာနေလင်စောစောမရမှာဆိုလို့ခင်ပူဟာခေါ်ထုတ်သွားတာငါမသိဘူးမှတ်လို့မရွှေစုကလည်းခစ်တို့စနစ်တို့စီဝါးရီတို့နဲ့မိခင်ပူဘက်ကရှင်းနေလိုက်ဖို့ပြင်းမနေနဲ့အတ္တီခစ်တွေစနစ်တွေထက်ညီတို့ကိုယ်တိုင်ခါချိုလုတ်တက်ဖို့ လှုပ်ချင်စိတ်ရှိအောင်လမ်းပြပေးဖို့ခင်ပုဘက်ကလိုသေးတယ်ဆိုတာလည်းကောင်းကောင်းမှတ်ထား။ညီတို့လည်းလင်းလေသားမွေးဖြစ်ကြပြီးကြီးတော်ပြောတာတွေကိုအယံမယုံနဲ့စဉ်းစားကြ။အေးတခုတော့ပြောလိုက်ပါပြီရဲ့နော်။ကျင်မီတို့များလာရင်အိမ်ရိတ်မနှင်းစေနဲ့။လက်ခံတဲ့ဟာမငါနဲ့တွေ့မယ်။ကျမတို့ညီမတစ်တိုက်တည်းတကယ်ပင်လင်းလေသားမွေးအရွယ်ကြီးများဆိုတော့လေကြီးတော်စကားပြောနေစဉ်ခေါင်းမဖော်ဝင်ကြပြီ။ မတည်ခြင်းမတက်ခြင်းနဲ့စင်ရဲခြင်းတို့သည်အညာမညာဆက်သွယ်ရွေးများနေလေသလားဒေါ်လီခင်ဘူးမတည်ခြင်းကြောင့်သမီးတွေမှာဘာမှမတက်ဘာမှတကြွန်ခြင်းမရှိတော့လဲစင်ရဲခြင်းကလွမြောက်ဖို့လမ်းစားဟာမမြင်တော့ပြီ စင်ရဲခြင်းလွကင်းအောင် ရုပ်ဝတ္ထုပစ္စည်းများပေးခြင်းထက်အတ္တိတရားဆိုသည်ကိုလည်းပဲဒေါ်လီခင်ဘူးကောင်းတဲ့တွင်ပေးဖို့လိုပါသေးလားဆိုသည်ကိုကျွန်မနည်း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 စဉ်းစားနေမိ၏ ဘာကြောင့်ထို့မြစဉ်းစားနေရသနည်းဆိုတော့နောက်တခါဒေါ်လီခင်ပုလာလင်းကျမသည် ရှေ့နေလိုက်ရပြီအုံးမီသို့တော့နောက်တခါရှေ့နေလိုက်ခြင်းတွင် ကျမဘက်ကကြိုးချောင်းပြအတော်ခိုင်လုံမှဖြစ်မည်သို့မဟုတ်လင်မူကကြီးတော်ဤစကားပစိန်အောက်တွင်ကျမခေါင်းရှစ်စိတ်ကွဲမိသာသည် ဆီယာမာကြီးခင်းနင်းယူရေးသားထားတဲ့ရှေ့နေလိုက်ချင်းဆိုတဲ့ဝိထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။